ဘဝကိုလှလှပပတည်ဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1เนาะလောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာရှိပဲစင်ရတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတဲပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့တဘာဝလို့ပြောတာเนาะ လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူ့ဘာသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေနန်းလျှောက်ကြတယ်၊ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မလား။ကျမရေးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင် အာဂဇာလေ့ကျင့်မှုတွေပြုသို့တော့လောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise စိတ်ကိုကြံ့ခိုင်အောင်調査မှုကြတော့အားပျော်နေကြအဲ့လိုအားပျော်နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရာနဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့ ဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါ physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်၊ကျမကြီးလေ့ကျင့်ရတယ်၊အပြေးလေ့ကျင့်တယ်၊ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်။ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ရောတရားထိုင်တယ်လို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်၊စိတ်တည်ငြိမ်အောင်ကြိုးစားတယ်၊ကိုယ်အိမ်မှာကိုယ်နေရင်းကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်။ဆိုပါစို့ လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ထကြံ့ခိုင်အောင်အဲ့ဒါလေးကနေချင်းပြရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုံကိုယ်တွေက စဉ်းစားရမှာပါစရတံမောမိစရံအနတိတောငါမှအိုခြင်းသဘောရှိတယ်။အိုတဲ့သဘာဝငါမှရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ကြကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲ။တချို့ကအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူး။စိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစား စိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှတည်ထက်တယ်